ီနေ့ sharing လုပ်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့ collagen နဲ့ပတ်သက်ပြီးတော့ခန္ဓာကိုယ်ပေါ်မှာဘယ်လိုမျိုးကောင်းကျိုးဆိုးကျိုးတွေရှိနေနိုင်မလဲဘယ်လိုမျိုးတွေကတော့ collagen ကိုတောက်သုံးလို့မရဘူးလဲထားပြင် collagen တောက်တော့မယ်ဆိုရင်ဘယ်လောက်ပမာဏအထိဒီနေ့ကိုတောက်သုံးပေးသင့်တယ်လဲဆိုတာကိုရှင်းလို့ပြမှာဖြစ်ပါတယ်လေလာတွေ့ရှိချက်တွေကတော့ဒီ collagen မှာပါဝင်တဲ့ပါဝင်ပစ္စည်းတွေကအသက်အရွယ်ပြောင်းလဲကြောင်းဖြစ်တတ်တဲ့ခန္ဓာကိုယ်ရဲ့အုံမြင့်ရုံမှုတွေ ခန္ဓာကိုယ်ရဲ့ဆွေးရုပ်လနိုင်မှုအခြေအနေတွေကို တိုက်ဖြတ်ပေးနိုင်တယ်လို့ဖော်ပြထားပါတယ်။ပထမဆုံးအချက်အနေနဲ့ခန္ဓာကိုယ်ရဲ့အရေးပြားတွေပေါ်မှာဘယ်လိုမျိုးအကျိုးသိရမှုရှိနေနိုင်တယ်လဲဆိုတာကိုဖော်ပြပေးသွားပါမယ်။ collagen တောက်သုံးပေးခြင်းကခန္ဓာကိုယ်ရဲ့အရေးပြားအဆိုဓာတ်နဲ့သူ့ရဲ့ collagen network ကို ထိန်းသိမ်းကူညီပေးနိုင်တဲ့အတွက်ကြောင့်မို့လို့အသက်အရွယ်ကြီးလာရတဲ့အများပြောင်းလဲလာတတ်တဲ့ခန္ဓာကိုယ်ရဲ့အသားရည်အိုမင်းညွှန်မှုတွေကို တာချီပေးနိုင်ပါတယ်။ဒါအပြင်အိယာနာလို့ခေါ်တဲ့ pressure ulcer တွေနဲ့ခန္ဓာကိုယ်မှာရှိတတ်တဲ့ဘဲအနာမဆိုသူ့ရဲ့ collagen မှာရှိတဲ့ပအဝင်ပစ္စည်းတွေကအနာကျက်မြအောင်ကူညီထောက်ပံ့ပေးပါတယ်။ပြီးတော့အသက်20နှစ်ပိုင်းမှာစပြီးတော့သတိထားမိလာတတ်တဲ့အရေးပြားရော့တွဲလာခြင်းပြဿနာကိုသူက တားဆီးပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ collagen supplement တွေတောင်းခြင်းရလဲပဲ။ ရေပြားတွေကိုတင်းရင်လာပါနေစီမှာဖြစ်ပါတယ်။ဒုတိယချက်အနေနဲ့ကတော့ကော်လာဂျင်သောက်သုံးမိခြင်းကခန္ဓာကိုယ်ရဲ့အရိုးတွေကိုချိလေတိတ်သည်စေနိုင်တဲ့ကြောင့်မို့လို့အသက်ရွယ်အိုမင်းခြင်းကြောင့်ဖြစ်တတ်တဲ့အရိုးပွားခြင်းအရိုးကျိုးလွယ်ခြင်းတွေကိုဒါစီပင်နိုင်မှာပါ။တတိယချက်အနေနဲ့ကတော့ကော်လာဂျင်ဆပ်ပလီမန့်တွေကအရိုးအစိယောင်ရောဂါလို့ခေါ်တဲ့ osteoarthritis ရှိတဲ့လူတွေမှာ ီအစိမ့်မျက်နှာခြင်းမူလက္ခဏာတွေကိုရောချပေးနိုင်ပါတယ်။ပြီးတော့ collagen ကဒူးစိတ်တောင်စိစတဲ့အစစ်တွေရဲ့ဈာခန့်နယ်တခုဖြစ်တဲ့အယိုးနူတီရှူခေါ် cartilage ရဲ့အဓိကစိတ်ပိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ collagen supplement တွေတောက်သုံးပေးခြင်းကဒီအစိမ့်မျက်တွေကိုလွယ်ကူချုံးမွေးစွာနဲ့ကွေးဆန်းလှုပ်ရှားနိုင်စေပါတယ်။ collagen နဲ့ပတ်သက်ပြီးတော့တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရှိပါသေးတယ်။တချို့လူတွေမှာဆိုရင်တော့ အောင်မျက်စိအားကောင်းမှုအတွက်နှလုံးကျန်းမာရေးအတွက်ပြီးရင်လက်သက်အလှပအတွက်အိပ်စက်မှုကောင်းမှုမှုအတွက်နဲ့ခန္ဓာကိုယ်အလေးချိန်ရွှေ့ချဖို့အတွက်လည်းပဲဒီ collagen ဖြည့်စက်စာတွေကိုတောက်သုံးကြပါတယ်။ဒါပေမဲ့ဒီလိုရရင်နဲ့ပတ်သက်ပြီးတော့လေလံတွေးချက်တွေကငယ်ပါနေတဲ့အတွက်ကြောင့်မို့လို့သူနဲ့ပတ်သက်ပြီးတော့အတိအလင်းချိုးကျစုတွေကိုပပတ်ထားခြင်းမရှိသေးပါဘူး။ collagen တောက်သုံးခြင်းရဲ့ကောင်းကျိုးတွေကိုသိရမည်ဆိုတော့ သူ့ရဲ့စိုးကျိုးတွေဘာဖြစ်နိုင်တယ်လဲဆိုတာကိုဆက်ပြီးကြည့်အောင်နော်ကောလဂျင်တောက်တုံခြင်းကြောင့်အစာချေပြဿနာတွေဖြစ်တဲ့ဝမ်ရှော့ခြင်းဝမ်ချုပ်ခြင်းရင်ပူခြင်းရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနဲ့အစာစားခြင်းဆဲညှော့နေခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ဒါအပြင်ကတွင်းနှံ့ဆိုခြင်းခေါင်းမကောင်းကိုက်ဖြစ်ခြင်းအိပ်မပြောတတ်ခြင်းနဲ့အရေပြားအကွက်အကွက်ထားခြင်းတွေပါဖြစ်စေနိုင်ပါတယ်။ကောလဂျင်ဆပ်လီမန့်ကို ဘသူတွေမတောက်သုံးသင့်မှုတလဲဆိုရင်ငါးပစွန်ဒါမဟုတ်လို့ရှိရင်ဥအမျိုးမျိုးစားတဲ့အရာတွေနဲ့ဓမ္မတဲ့သူတွေလုံဝကိုရှောင်ရှားတင်ပါတယ်နောက်ဆုံးချက်အနေနဲ့ကတော့ဒီနေ့ကိုကိုလက်ဂျင်ပမာဏဘလောက်တိတောက်ပေးတင်တယ်လဲဆိုတာကိုပြပြပေးသားမှာဖြစ်ပါတယ်သူတေသနာတွေအရတော့ကိုလက်ဂျင်ဒီနေ့ကို2.5 gram ကနေ15 gram တိကိုဘေကင်းစွာနဲ့တောက်သုံးနိုင်တယ်လို့ဖော်ပြထားပါတယ် အဲ့ဒီ collagen supplement တွေကိုကိုတောက်နေကြ coffee တို့မဟုတ်လဖက်ရည်တတိဖြော်ရည်စုပြုတ်စားတဲ့ယာရီနဲ့ရောစက်တောက်သုံးနိုင်တယ်လို့လည်းအကြံပြုပေးထားပါတယ်အခုဆိုရင်တော့ collagen နဲ့ပတ်သက်ပြီးတော့ information တော်တော်များကိုစုံလင်အောင်တည်သွားလိမ့်မယ်လို့ယူဆပါတယ်เนาะနောက်လာမယ့် video တွေမှာလည်းပဲပြိုမီတို့အတွက်ဘလို့အချမ်းရလေးတွေကို share လုပ်ပေးမလဲသိချင်เนาะ page ကို like and follow လုပ်ခဲ့ပေးเนาะ see you in the next video bye